အခု2025ခုနှစ်ထဲမှာစတေကာပြောင်းနဲ့ထွက်ရှိလာပြီးအယောင်တွက်နေတဲ့ဆိုင်ကယ်ကိုပြောင်းပါဆိုရင်ကန်တာစီစဉ်ဆိုင်ကယ်ကိုညွှန်ရပါလိမ့်မယ်။ဒါကြောင့်ဒီကနေ့မှာတော့မော်တော်နစ်ခဲဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ကယ်အကြောင်းကို review လုပ်ပေးတော့ကြပါမယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြိုကြောအောင်ပါ။ motorbike order တယောက်ဖြစ်ပါတယ်။မန္တလေးပြင်ဦးလွယ်စားတဲ့မြို့ပေါ်တွေမှာလူကြိုက်များပြီးအစီးများတဲ့ဆိုင်ကယ်တွေမှာစီစိုင်ဆိုင်ကယ်ကထိုက်ဆုံကပါတယ်စီစိုင်ဆိုင်ကယ်တွေမှာမှအင်ဂျင်ထပ်ထွက်တာကကံပူနဲ့ကန်တာပါ အခုကန္နာစီဆိုင်ဆိုင်ငယ်ကကံမိုကုမ္ပဏီကနေထုတ်လုပ်ထားတာကြောင့်ဇီရန်တင်းနယ်ထဲမှာအယောင်တွတ်ဆုံးတဲ့လူကြိုက်အများဆုံးလို့ပြောရမယ်။တိမ်ကြတဲ့ငါထုတ်လုပ်လိုက်တဲ့ကန္နာစီဆိုင်ဆိုင်ငယ်ရောင်း25မော်ဒယ်ဆိုရင်ရှီရင်အုပ်ဘိကဘာရီနဲ့ရှီမာရကတွေမှာစတီကာပြောင်းနေဖြစ်လာတာကြောင့်အရင်ထက်ပိုလှလာတယ်လို့ပြောရမယ်။ ကန်နာစီတဲ့အင်ဆိုင်ကရောင်း25မော်ဒယ်မှာအင်ဂျင်ပါဝါ1 device cc ကိုဂီယာလေးကျင့်နေပါအလွန့်လွန်လပ်ပန့်လာတဲ့စတစ်ကာတွေနဲ့မွမ်းမထားတဲ့ကိုယ်ရည်တိဆောက်ပုံချိတ်ချိုးထားတဲ့ဒီဇိုင်းကြောင့်လူကြိုက်များတယ်လို့ပြောရင်မမှားပါဘူး စီကိတ်မောင်းနေတဲ့ရှိန်နှုံကီယာပိုရှင်ဘေးချစ်ပြစနဲ့စရာတွေလစ်တန်နဲ့မီချစ်ပြပေါင်းဆက်ပြီးတိုင်ခွင့်မှာကာလာစုံနဲ့ပြတ်တပေးနေမှာပါရှီဘော့ကိုခစ်ဆန်နဲ့တယ်လီစကောပ်ဖောက်3မီတာသလိုနောက်ဘော့ကိုပုံမူညင်ညောင်းစေမဲ့ဆဖရင်ဖောက်အမျိုးအစားကိုတုံးပေးထားတယ်စီတန်ကြီးကလီလီတန်ဒီမှာဆက်မှာဖြစ်သလိုစီစံနှုံးကတလီတာကိုမိုင်30ကျော်မောင်းနေတော်လာနိုင်မယ် နောက်25မော်တဲ့ကန္နာစီစိန်ဆိုင်ကရဲ့ရှိခွေရောနောက်ခွေပါတလင်းနှောင်းတွဲစီနဲ့ဒလစ်10ချောင်းပါဝင်တာတွေ့ရတယ်။ဒလစ်ခွေတွေဖြစ်ပေမဲ့တာတွေကကျွပလက်တော့မဟုတ်ဘူး။လီလုံးကျွတ်ထဲရတဲ့ရိုးတာနဲ့ပဲထုတ်လုပ်ပေးထားတာပါ။ရှိဘရိတ်ကို drum brake နောက် brake ကို hard brake သုံးပြီးတာအကြောင်းရုတ်တရက် brake out တဲ့အခါအချိန်နှုန်းကိုညင်ညင်တတာနဲ့ထိန်းချုပ်ပေးနိုင်မှာပါ။တော့ဖွင့်စနိုးပေးတဲ့တော့ကလုံခြုံမှုရှိစေမဲ့နှစ်ထပ်တော့မျိုးစားကိုသုံးပြီးထားတယ်။ ဆိုင်ငယ်လက်ကင်နဲ့ဖနိုင်ကုံကြားမှာတိုလီမိုလီပစ္စည်းညံ့လို့ရမယ်ခါကယ်ရီယာတန်းလည်းပေါဝါမာသေးတယ်ကန္တာအမတ်တိတ်ထွန်းထားပြီးစတီယောင်နေတောက်ပနေတဲ့အိဇောဆိုလဲအပူချိန်ခဏရင်မြန်မာတဲ့အီတွင်းမြင့်အိဇောကိုတုံးပေးထားတာတွေ့ရတယ်။ ရှိတရာရောနောက်တရာရောတာယာနှစ်ခုစလုံးကိုနိုင်လွယ်အမတ်တိုက်တာရီနဲ့ထုတ်လုပ်ပေးတာပြီးရှိတရာကနေတမ90စကွန်ဆိုင်နဲ့နောက်တရာကနေတမ85စကွန်ဆိုင်တာရီတက်ဆင်ထုတ်လုပ်ပေးထားတယ်ရီဆိုင်ကမှအားနှစ်ချက်ကိုပြောပါဆိုရင်ချိန်ပုံးမပါတဲ့အတွက်ဖုန်တဲများတဲ့ data ကမိတ်ဆွေတွေတော့ဘဝင်ကြမှာမဟုတ်ဘူးရှီမီနောင်မီအချစ်ပြမီတွေကိုယူမီဝါနဲ့တုံးပြီးထားတာရယ်ဆိုင်ကဖိနိုင်ကောင်အောက်ကတူးပေါက်ကျင်းတာ ਉਹ တော့တချို့ဘဝင်မကြတာမျိုးရှိကောင်းရှိနိုင်တယ် ကနိုင်စီစိုင်ဆိုင်ကယ်ကိုတချို့မကြိုက်ကြတဲ့အချက်တွေလည်းရှိတယ်။အဲဒါကရှီမီကြီးကိုဆိုင်ကယ်လက်ကင်နဲ့တွဲထားတာမဟုတ်ပဲဆိုင်ကယ်ကိုယ်ရည်နဲ့တွဲထားလို့ပါ။အဲ့ဒီလိုတွဲထားတာကညအချိန်အချိုးကွေးဒီမှာလက်ကင်ကွေးကွေးချင်းမီးလျောင်တပါးတည်းလိုက်ပါတာမရှိတဲ့အတွက်တချို့ကမကြိုက်ကြတာပါ။ဆိုလိုချင်တာက လက်ကင်ကွေးပြီးဆိုင်ကယ်ကိုယ်ရည်ရောကွေးတော်ပြီးမှမီးလျောင်ကရှေ့ကိုကောင်းကောင်းမြင်ရစေလို့ပါ။ ဆိုင်ငယ်တစည်း review လုပ်တဲ့အခါအာသာချစ်အာနေချစ်ကိုဒါအပွင့်လင်းဆုံးအမှန်အတိုင်းပြောပြတာပါဒါပေမဲ့အဲ့ဒီအချစ်တွေကအခြားဆိုင်ငယ်တွေနီးတူလက်ခံလို့ရတဲ့အနေထားတော့ရှိတယ်နောက်25မော်တဲ့ကန်နာစီစိန်ဆိုင်ငံမှာနှစ်နီယောင်ခိုးပြရအောင်စတဲ့အယောင်နှစ်ယောင်နဲ့ထွက်ရှိထားတယ်။အင်ဂျင်ထထွက်သလိုစတီကာတစ်နဲ့လပ်ပလွန်းလို့အယောင်တွက်နေတဲ့ကန်နာစီစိန်ဆိုင်ငံနောက်25မော်တွေကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့96လမ်းနဲ့134လမ်းတောင်က H5 ဆိုင်ငံရှိုးတုံးမှာပါ။ အဲ့ဒီ showroom မှာကန်နာစီစိန်ဆိုင်ငယ်ပြင်ကမ်ဘိုကန်နာ OWL New Ambo Dian Loja News နဲ့စတဲ့တစိုက်တွေကစီစိန်ရုပ်စို Dream One Tan CVR နဲ့ Auto ဆိုင်ငယ်တွေပြင်ကမ်ဘို EV ဆိုင်ငယ်တွေပါဈေးချိုဆုံးနဲ့ရောင်းချပေးနေတယ်။တိမ်ကြတဲ့ခင်ရမှာထွက်ရှိတဲ့ Round 25 model တဲ့ Honda Scoopy ဆိုင်ငယ်တွေနဲ့ Round 25 model Honda Clip 160ဆိုင်ငယ်တွေပါ Brand New နဲ့ရောင်းချပေးနေတယ်။အဲ့တော့25မော်ဒယ် brand new တွေကြီး license ပါကိုဈေးအချိုဆုံး customer service အကောင်းဆုံးနဲ့ရောင်းချပေးထားတယ် ဖိုင်ပွင့်လာတာနှစ်ပေါင်း30ကျော်ရှိလာပြီဖြစ်တဲ့ H5 ဆိုင်ကယ်ရှိုးရူးမှာအခု review လုပ်သွားတဲ့ Candor စီးဆိုင်ဆိုင်ကယ်အပါအဝင် ရောင်းချက်ပေးထားတဲ့ဆိုင်ကယ်တွေအားလုံးကိုတနေ့အတွင်းလက်ခအခမဲ့နဲ့ပြုပြင်ပေးနေတယ်ပြီးတော့အရေးကြီးစနစ်နဲ့ပါဝယ်ယူရရှိနိုင်မှာပါ ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေနဲ့လီဗာတင်လိုက်တိုင်းမှာအင်ဂျင်ဆွေယုံကောင်းတာကိုလိုက်ရှာနေတယ်။လိုင်စင်မှာတရုတ်ဆိုင်ရဲ့ brand ဆိုငို့တနည်းအားဖြင့်မှာဆုံဆုံလင်းလင်းနဲ့ဈေးချိုဆုံးဝယ်ယူရရှိခြင်းနဲ့ဆိုရင်မန္တလေးမြို့96လမ်းနဲ့134လမ်းတောက်မှာဖွင့်လှစ်ထားတဲ့ H5 ဆိုင်ရဲ့ showroom ရှိနေတယ်ဆိုတာလိုင်းညွန်ပေးလိုက်ပါစေ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြီးဒီမှာလည်း Motonic ရဲ့ဆိုင်ရဲ့ချစ်တူမိတ်ဆွေတွေအတွက်အခြားသောနာမည်ကျော်ဆိုင်ရဲ့မျိုးစားတွေကိုထပ်မံ review လုပ်ပေးသွားပါဦးမယ်။